que okay, en la paz. En <coughs> la paz. <bar. coughs> Maglavin. ကဲမင်္ဂလာပါမင်္ဂလာပါအရေးကြီးပြောစရာလေးရှိတယ်ကဲနော်ကျတို့ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီးတော့ပေါ့အရေးကြီးသတိစားရမယ့်ကိစ္စလေးနိုင်ငံသူနိုင်ငံသားတွေဒီကိုသိရမှာအရေးကြီးသတိထားစရာလေးဘာကိုအရေးကြီးသတိထားရမှာလဲ နော်အရေးကြီးသတိထားကြရလေအဲ့ဒီမှာလေဒီမှာကြည့်နေတဲ့သူတွေထဲမှာဒီဖော်စည်းပုံနဲ့ပတ်သက်ပြီးတော့ဗောနော်မေးစရာရှိလို့ရှိရင်မေးခဲ့ပေးပါအဲကျွန်တော်ပြန်ပြီးတော့အဲ့ဒီမေးခွန်းပေါ်မှာခေါင်းစဉ်လေးတွေ topic လေးတွေကျွန်တော်ပြန်ရွေးပြီးတော့ပြောပေးမယ်နော်ဖော်စည်းပုံနဲ့ပတ်သက်ပြီးတော့မေးစရာရှိတဲ့သူတွေနော်မေးခဲ့ပါ topic လေးတွေကျွန်တော်ပြန်လုပ်ပြီးတော့ဟိုအဲ့ အကြီးကြီးတွေအရှိကြီးတွေဖြေရမယ့်ကိစ္စဆိုလို့ရှိရင်တော့တော့စဉ်းစားမယ်လေနော်လွယ်လွယ်ကူကူနဲ့တွတ်တွတ်တွတ်ဖြေလို့ရတဲ့မိကုံးဆိုရင်တော့အဲကျွန်တော်ဖြတ်ချက်ချင်းရှင်းချက်ချင်းပြောပြောပြောပြပေးမယ်ပေါ့နော်တချို့ကိစ္စတွေကဥပဒေတွေကတစ်ခုနဲ့တစ်ခုကချိတ်ဆက်နေတာအဲဥပမာပေါ့ဗျာဟိုမဟုတ်ဟိုမိသားစုတစုမှာ အဖေကမို့ဘူးဘာဖြစ်လို့မပေးတာလဲလို့အဲအဲ့ဒါဆိုလို့ရှိရင်တော့မပေးရတဲ့အကြောင်းချက်ကိုစရှာမှာအဖေရောက်အိမ်မှာဝင်ဝင်နေလို့လားဒါမှမဟုတ်ပတ်စံကိုသူကပဲသုံးနေဖြုံးနေလို့လားအဲ့ဒါတွေကိုကျွန်တော်တို့ကမပြောဘဲနဲ့မဟုတ်ပေးတာနဲရတယ်ဆိုပြီးအပြစ်ပြောလို့မရအောင်အဲ့ဒီသဘောတရားပဲကျွန်တော်တို့ကအဲ့တော့ဖွဲ့စည်းပုံအကြောင်းကိုမေးလို့ရတယ်နော်ဒါပေမဲ့လွယ်လွယ်ကူဖြေလို့ရတဲ့မေးခွန်းကိုကျွန်တော်ချက်ချင်းဖြေပေးမယ် တော့အဲ့လိုစင်ငါစင်ငါစင်ငယ်စင်ငယ်ပုံမတွေနဲ့ချိတ်ဆက်ပြီးဖြေရမယ်မျိုးကုန်းဆိုရင်တော့ချက်ချင်းဖြေပြီးလို့မရအောင်တီးသန့် topic လေးနဲ့ကျွန်တော်ဖြေပြီးမယ်နော်အခုလောလောဆယ်ကတော့ကျွန်တော်ကဟိုမြန်မာနိုင်ငံသားတွေနော်ဒီဖွဲ့စည်းပုံထဲမှာတော်တော်များများတက်တော့လေတက်တော့ live လွှင့်တော့လေအဲ့လိုပဲတော်တော်များများမေးကြတဲ့မျိုးကုန်းတွေတည်းရမှာအဲအရေးကြီးတဲ့ပုံမလေး၃ခုထောက်တိုင်၃ခုလို့လည်းခေါ်တယ်ဗျ နော်အဲ့ဒီတောက်တိုင်၃ခုကိုပုံမှန်လေး၃ခုကိုနားလည်ဖို့လိုအပ်တယ်အဲ့ဒါလေးကိုကျွန်တော်ပြောခြင်းလို့အဲလိုက်လွှင့်လိုက်တာပေါ့နော်အဲ့တော့ဒီမှာကြည့်တဲ့သူတွေကကျွန်တော်ပြောပြီးသွားရင်စကားဆုံးလို့ရှိရင်ပြောလို့ရပါတယ်အဲစကားပြောနေစင်မှာတော့လာမရေးနဲ့မိကုံးမိကုံးမေးတဲ့သူတွေကနော် ကျွန်တော်မြင်ရမှာမဟုတ်ဘူးနော်ကျွန်တော်အာယုန်တွေကနေကျွန်တော်ဖော်ပြီးတော့ကျွန်တော်ဖြေပြောနေပါဖြစ်တယ်เนาะအဲ့တော့အရေးကြီး ဟိုကိုမေးစရာရှိတဲ့မိကုံးလဲကျွန်တော်စကားပြောလို့ပြီးတဲ့ခါကျမှပြောနော်ကဲအဲ့ဒါဆိုကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေအရေးကြီးသတိထားကြရာပုံမှန်၃ခုရှိတယ်ဗျဟမ်အဲ့ဒီပုံမှန်၃ခုကိုစိတ်မဝင်စားဘူးဆိုလို့ရှိရင်တော့ကျောင်းနိုင်ငံပြက်စီးလိမ့်မယ်နော်အရေးကြီးသိရမယ်ပုံမှန်၃ခုသဘောအဲ့ဒီပုံမှန်၃ခုသဘောကိုမသိရင် ဲ့ဒီပုံမှန်၃ခုကိုလက်မခံဘူးဆိုရင်မြန်မာနိုင်ငံပျက်စီးလိမ့်မယ်။နော်အဲ့ဒါကဘာလဲပုံမှန်၄၃ကစတယ်ဗျကျွန်တော်ကတော့ဒီမှာရေးထားတာ၄၃လို့စရေးတာနော်ပုံမှန်၃ခုက၄၃10ရေ42ခါကိုရေ43ရေ10ရေ40ကိုရေ အဲ့ဒါဒေါက်တာကြီးတုံးကိုပဲကျွန်တော်မြန်မာနိုင်ငံကိုထောက်ကန်ထောက်ပေးရတာမြန်မာနိုင်ငံမပြူလေးအောင်ထောက်ပေးရတာအဲ့ဒီပုံမှန်တုံးကို30ရယ်43ရယ်42ခါကိုရယ်နော်30ရယ်42ခါကိုရယ်43ရယ်အဲ့ဒီပုံမှန်တုံးကဒေါက်တိုင်ကြီးပဲနော်အဲ့တော့ကျွန်တော်က43ကဘာပုံမှန်လဲဆိုလို့ရှိရင် မည်သည့်ပြည်မှုဆိုင်ရာဥပဒေများနောက်ကြောင်းပြန်အာဏာတက်ရောက်စေရန်ပြဋ္ဌာန်းဝင်မရှိစေရတဲ့အဲ့ဒါကြီး43ကသူက policy သဘောဗျ policy သဘောသူ့ရဲ့ procedure သဘောကပုံမှန်432မှာပြထားတယ်သူ့ရဲ့ procedure သဘောကပုံမှန်432မှာပြပေးထားတယ်အဲ့တော့43သဘောကိုနားလည်အောင်ကျွန်တော်ရှင်းပြမယ်တေချာကြည့်မယ်နော်အဲ့ဒီပုံမှန်43ရဲ့သဘောကိုနားလည်အောင်ရှင်းပြမယ် ဝိဇကရကမြည်သည့်ပြစ်မှုဆိုင်ရာဥပဒေများနောက်ကြောင်းပြန်အာဏာတက်ရောက်စေရန်ပြဋ္ဌာန်းဝင်မရှိစေရတဲ့နော်နောက်ကြောင်းပြန်ပြီးတော့ပြစ်မှုဆိုင်ရာဥပဒေတွေရထပ်ပြီးတော့ထုတ်ခွင့်မရှိဘူးနော်အဲ့ဒါကိုတေချာရှင်းပြမယ်တေချာလေးနားထောင်ပါဘာလဲဆိုသူ့တဘောကဘာလဲဆိုရင်အခုကျွန်တော်တို့တက်မတော်ကနေပြီးတော့အဲတော်လိုင်းကောင်းစီ ဂုံးကလည်းအာနာသိမ့်တယ်နဝတအာနာသိမ့်တယ်ဟုတ်ပြီနော်အာနာသိမ့်လိုက်တယ်ဆိုတာက तू ကစနစ်တွေကိုအတိရစရေးတာကျွန်တော်ဒီဖွဲ့စည်းပုံခြေခံမှုတွေ2008မပေါ်လာခင်ကြားထဲမှာအာနာသိမ့်တဲ့အစိုးရနှစ်ခုရှိတယ်တော်လိုင်းကောင်စီရဲ့နဝတရဲ့ဆိုပြီးတော့အာနာသိမ့်အစိုးရနှစ်ခုရှိတယ်အတော်လိုင်းကောင်စီကဆိုရှယ်လစ်ကိုအုံမြစ်စချတယ် နိုင်ငံအရွေးတခုကိုသွားတယ်အဲ့ဒီမှာအမားရွေးနေရှိတယ်လုံမားကင်မားတွေရှိတယ်ပြဿနာတွေတက်ကြတယ်နော်နောက်တစ်ခါနာဝတအစိုးရကျတို့ဒီအာနာသိန်းနေအဲ့ဒီမှာလဲအမားရွေးနေရှိတယ်နော်အဲ့တော့ဘာလဲစနစ်ကိုစပြီးတော့နာဝတဒီလည်းပဲဒီမိုပါတီဆိုဒီမိုကရေစီစနစ်ကိုကျတို့စပြီးတော့ရှောက်လန်းတာဖြစ်တယ် ဒီမိုကရေစီကိုအုံမြင့်ချတဲ့အစိုးရဖြစ်တဲ့ခါကျတော့ဘာဖြစ်လဲအမားယွင်းနေရှိတယ်အဲဒီလိုအမားယွင်းနေရှိတဲ့အချိန်ကနေပြီးတော့စနစ်အစ်စ်ကိုကျတို့နိုင်ငံတော်အစ်စ်ကိုအရွေးတည်ပြီးတော့အယက်သားအစိုးရကိုဖော်ပေးတယ်တခြားကြည့်နော်အယက်သားအစိုးရကိုဖော်ပေးလိုက်တဲ့ခါကျတော့အယက်သားအစိုးရတက်လာတယ်အယက်သားအစိုးရတက်လာပြီဆိုလို့ရှိရင်အဲ့ဒီအယက်သားအစိုးရကယခင်တော့က ဥနေဝိခိတောဥသောမောင်တို့ခင်မှာလုတ်ခဲ့တဲ့လုံမားကင်မားတွေရှိမယ်နော်အခုလည်းကျွန်တော်တို့နတ်ဇကအာနာထိန်းတယ်လုံမားကင်မားတွေရှိတယ်ဖွဲ့စည်းပုံထဲမှာရှိတဲ့ပုံမှန်43သဘောကအရသာဆိုရတက်လာတဲ့ခါကြရင်အဲ့ဒီလုံမားကင်မားတွေကိုနောက်ကြောင်းပြန်ပြီးတော့တက်ရောက်စီမဲ့ဥပဒေတွေကိုပြဋ္ဌာန်းဝင်မရှိဘူးဒီသဘောပြောရတာနော် တကယ်လဲမလောက်တာကောင်းပါတယ်ဘာလို့ကျွန်တော်ကအရွေးတစ်ခုကိုအမြဲတမ်းဥဆောင်ပြီးတွားရတဲ့ခါကျတော့လုံမကင်မဆိုတာရှိမှာပဲနော်လုံမကင်မဆိုတာပဲရှိပါပဲအဲ့ဒါကြီးကိုကျွန်တော်တို့ကအယသဆိုရလဲတက်လက်တက်လာရောနော်အဲနတ်ဆာကဆိုရလဲတော့ဘာလို့ဝါပါတယ်အဲ့တော့ဥပဒေပြလွတ်တော်နေတယ်ဥပဒေပြထမ်းပေးပြီးတော့လွတ်တော်နေနဲ့ဥပဒေပြထမ်းပေးပါဒီတရားလွတ်တော်ချုပ်နဲ့တရားဆိုးပေးပါဆိုပြီးတော့လောက်တာတော့မကောင်းလေ ဲ့တော့ပုံမှန်43ကိုကျွန်တော်တို့ကာဝယ်ရမယ်နော်အဲ့ဒီပုံမှန်43ကိုဖြတ်စည်းလိုက်လို့ရှိရင်တက်မတော်ကိုသွားဖြတ်စည်းသလိုဖြစ်တယ်အဲ့ဒါကို NLD လက်ထက်မှာဖြတ်စည်းတယ်နော်43အဲ့တော့ကျွန်တော်တို့ကဒီပုံမှန်43ကိုဖြတ်စည်းလို့ရှိရင် တက်မရော်ကိုသွားဖြက်စည်းရကြတယ်တက်မရော်ပါလုံစေတနာမှန်မှန်နဲ့လှုပ်ချင်တဲ့နိုင်ငံရေးတခုကိုဥဆောင်ခြင်းနဲ့တက်မရော်ကိုဖြိုခွဲရကြတယ်ဒါကြောင့်မလို့43ကိုကျွန်တော်တို့ကမထီတာကောင်းတယ်43ထီလိုက်ရင်ခမားတို့ပြဿနာတော်စုတက်လို့ရှိရင်တက်မရော်ဝင်မကူညီတော့ဘဲနဲ့သူ့လို့ပဲသူလို့လို့ရှိရင်ခမားတို့နိုင်ငံကြီးကအစိမ့်မှာပြုတ်ခွဲသွားမှာဘာလို့ဆိုတော့ तू ကလည်းကြည့်မှာပဲလေငါတို့ကတော့စေတနာထားပြီးတော့အများနဲ့ထိန်ချောင်းခဲ့ရတယ် အဲ့တို့ယတဆုရတဲ့ငါတို့အမားတွေကိုပြန်ပြီးအရေးယူတယ်ဆိုပြီးတော့မသိကြအောင်ဆောင်းရရင်ပြဿနာတက်မယ်နော်အဲ့ဒါခါကျတော့ကျွန်တော်43ကိုကျွန်တော်တို့ကသွားပြီးသွားထိခိုက်လို့မရဘူးအဲ့တော့43ကိုထိခိုက်ခြင်းသည်တမတော်ကိုဖြိုခွဲရဖြစ်တယ်တမတော်ကိုဖြိုခွဲရင်နိုင်ငံမှာပြိုကွဲအောင်ဖန်တီးတဲ့လူတစုဖြစ်လိမ့်မယ်ဟုတ်ပြီနောက်တစ်ခုကျွန်တော်ဆက်ကြည့်ရအောင်နောက်တစ်ခုကဘာလဲပုံမှန်30 ပုံမှန်30မှာနိုင်ငံတော်တွေပါဝင်သည့်တိုင်းဒေသကြီးများပြည်နယ်များပြည်ထောင်စုနယ်မြေများကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်သူများသည်တဲ့နိုင်ငံတော်၏နယ်မြေအပိုင်းခြားဟူသည်များသည်တဲ့နိုင်ငံတော်မှမြည်သည့်အခါမှခွဲထွက်ခွင့်မရတဲ့ခွဲထွက်ခွင့်မရဘူးပုံမှန်30ကဘယ်သူမှခွဲထွက်ခွင့်မရှိဘူးဟောအဲ့ဒါကိုကျွန်တော်တို့ကခွဲထွက်ဖို့စူးစမ်းမယ်ဆိုလို့ရှိရင် ခွဲတော့ခွင့်မရဆိုတဲ့စကားကြီးကဖက်ဒရယ်နဲ့မကိုက်ညီပါဘူးဆိုပြီးတော့ထောက်ပြပြီးတော့ဒီပုံမှကဖြတ်ကပါမယ်ပြင်ရပါမယ်ဒီမိုကရေစီကစ်ကြီးမှာဒီပုံမှကထားခြင်းကမမှန်ပါဘူးဆိုပြီးဆွတ်ဆက်ပြောပြီးတော့ဒီပုံမှကိုပယ်မယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲ1948 1940ခုဖွဲ့စည်းပုံတော့ကလို့ပြဿနာတက်မှာပေါ့နော်ခေါ်တော့ခွင့်ပေးတယ်လို့ရေးခဲ့တယ်လေ ပုံမှန်200တဲ့200နဲ့200တော့200လေး205မှာ50ခုဖော်စည်းပုံမှာ10နှစ်ပြည့်လို့ရှိရင်ခွဲရခွဲရတယ်အဲ့တော့ဘာဖြစ်လဲရှမ်းစော်ဘွားတွေပြဿနာရှာတယ်လက်နက်တွေကင်ကြတယ်ခွဲထွက်ဖို့ကြိုးစားကြတယ်လေအဲ့တော့ခွဲထွက်ခွင့်မရဆိုတဲ့ပုံမှာအကောင်းဆုံးပဲအဲ့ဒါကြီးကိုကျွန်တော်တို့ကခွဲထွက်ခွင့်မပေးရကောင်းလားဆိုပြီးပြဿနာရှာရင်နိုင်ငံပြိုကွဲပြန်စည်းမယ်နော်ဒါဆိုရင်ပုံမှန်30ခုလည်းပဲကျွန်တော်တို့မပြေနာကောင်းတယ် မသိတဲ့အောင်ဆောင်နေတာကောင်းတယ်စွတ်စွတ်စည်းနေတာပိုကောင်းတာပေါ့ကဲဒါဆိုရင်40နှစ်ခါကိုကျွန်တော်ကြည့်ကြည့်ရမယ်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ပုံမှာ40နှစ်ခါကိုဗာရေးထားလေနိုင်ငံတော်တွင်မြည်သည့်နိုင်ငံခြားတပ်ဖွဲ့ကိုမြတ်ချခွင့်မပြုအဲ့ဆိုရင်ဘာဖြစ်လဲ သူများနိုင်ငံနေပြီးတော့မြန်မာနိုင်ငံဒီပေါ်မှာလာပြီးတော့ကျူးကျော်ပြီးတော့ဥပဒေနဲ့မညီဘဲနဲ့မြန်မာနိုင်ငံအစိုးရကလက်မခံဘဲနဲ့တခြားနိုင်ငံကနေလာပြီးတော့မြန်မာပြည်ကမှလက်နက်ကင်တပ်ဖွဲ့အနေနဲ့လာထားတယ်ဆိုလို့ရှိရင်လာနေတယ်ဆိုရင်ဘာဖြစ်လဲဒါကတော်လန်တိုက်ခိုက်ကြမယ်ခွင့်မပြုဘူးဆိုတဲ့သဘောဖြစ်တယ်အဲ့ဒီ၄၀နှစ်ခါခွေးကိုကျွန်တော်တို့ကပယ်ဖျက်ဖို့စူးစမ်းခြင်းဒီလေပဲမြန်မာပြည်ပေါ်မှာ လက်နက်ကင်တောင်းကျမ်းသူတွေလက်နက်ကင်အဖွဲ့တွေနော်ပြည်ပနိုင်ငံလည်းလာနေနေပဲဒီလိုတွေနေလို့ရှိရင်မြန်မာနိုင်ငံမှာအဆင်ပြေမှာမဟုတ်ဘူးဒါကြောင့်မို့ပုံမှန်40ခါခွေးကိုလည်းပဲကျတို့ကမဆောင်မထိုးတာကောင်းတယ်အဲ့တော့ဖွဲ့စည်းပုံမှာမြန်မာနိုင်ငံကိုထိန်းချောင်းပေးရတဲ့ပုံမှန်၃ခုရှိတယ်တဆယ်42ခါကိုရ43ရအဲ့ဒီ၃ခုရှိတယ်ဗျအဲ့ဒီ၃ခုကို ကျွန်တော်တို့ကမထင်းကြောင်းရင်ဘာဖြစ်မလဲနော်အဲ့ဒီသုံးခုကိုမထင်းကြောင်းလို့ရှိရင်နံပါတ်1နိုင်ငံတော်စနစ်ပြည့်စည်မယ်နိုင်ငံတော်စနစ်ပြည့်စည်မယ်နော်နိုင်ငံတော်စနစ်ကဘာလဲဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်ခေါ်မှရေးထားတယ်နိုင်ငံတော်ဒီတဲ့စစ်မှန်၍စည်းကမ်းပြေးသွားတော့ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးတည်တဲ့နော် ဒီမိုကရေစီနဲ့အညီဤသူတွေကရွေးချယ်တယ်အစိုးရတွေပေါ်လာတယ်နော်ပြည်ထောင်စုကြီးပြန်ပြီးတော့တည်ဆောက်တယ်ဘာဖြစ်လဲစုစုစည်းစည်းနဲ့ပြည်ထောင်စုကြီးတည်ဆောက်တာဒါလေအဲ့တော့စစောကလို့ပုံမှန်30တာမရှိဘဲနဲ့ခွဲထွက်ကုန်မှာဆိုလို့ရှိရင်ဟမ်မြို့ပြနိုင်ငံတွေအများကြီးပေါ်လာမှာလေဟုတ်ပြီနော်အဲ့တော့နံပါတ်1စင်းနံပါတ်1နိုင်ငံတော်စနစ်ပြတ်မယ်ပုံမှန်ခွန်ကရှိတဲ့နိုင်ငံတော်စနစ်ပြတ်မယ် ဒုတိယကနိုင်ငံတော်ဝါရပြတ်မယ်ဗျနိုင်ငံတော်ရဲ့ဝါရကဘာလဲဒုတာဝန်အရေးသုံးပါဒုတာဝန်အရေးသုံးပါသည်အမျိုးသားကြိုးစည်းဝါဖြစ်တဲ့ national interest ဒုတာဝန်အရေးသုံးပါထိခိုက်တယ်ဘာဖြစ်လဲမြန်မာနိုင်ငံတော်တွေမှာတခြားသောလက်နက်ကင်တပ်ဖွဲ့တွေလာထိုင်ဝင်ပြုတ်လိုက်ရင်အချုပ်ချာအာဏာထိခိုက်ပြီနော်ချုပ်ချာအာဏာထိခိုက်ပြီနောက်တစ်ခါ 43ခုလာမျက်စောင်းထိုးမယ်ဆိုရင်တက်မတော်ကိုဖြိုခွဲရကြက်ရတဲ့အတွက်ကြောင့်အချုပ်ကြအာနာတီရခိုင်မြဲစေဖို့နေမြတီငယ်အေးချမ်းစေဖို့ကာဝယ်စောက်ရှောက်နေတဲ့တက်မတော်ကြီးကိုဖြိုခွဲရကြက်ရတဲ့အတွက်ကြောင့်နော်ဘာဖြစ်လဲနောက်တခါပုံမှန်တစ်စင်မှာခေါ်တော်ခွင့်ပြုသည်ဆိုလို့ရှိရင်တိုင်းသာစီလုံးကြီးကိုပြိုကွဲရေးရဖြစ်သွားပြီမပြိုကွဲရေးဖြစ်အောင်ကျွန်တော်ကစူးစမ်းရမှာဒါဆိုလို့ရှိရင် တိုင်းစားစီလုံးကြီးကိုပျော်ကွဲရေးဖြင့်ဒုတာပေါ်ရေးတုံးမှထိခိုက်ပြီဒါဆိုရင်စောစောက4340နှစ်ဟိုထိခိုက်ခြင်းသည်ဒုတိယတဆင့်နိုင်ငံတော်ဝါဒဖြစ်တဲ့ဒုတာပေါ်ရေးတုံးမှပုံမှ6ကာကြီးခါဝေကားငယ်ကိုလည်းတွားပြီးထိခိုက်စေတယ်ဗျဟုတ်ပြီတတိယတဆင့်ကတော့လွတ်လပ်ရေးဆုံးရှုံးပြီမြန်မာနိုင်ငံအချုပ်ချာအာဏာပိုင်လွတ်လပ်တဲ့နိုင်ငံဆိုပြီးတော့ပုံမှန်တက်မှာတရားရေးရတယ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာမြန်မာနိုင်ငံဒီ လွတ်လပ်တဲ့အချုပ်ကြအာဏာပိုင်နိုင်ငံဖြစ်တယ်။အချုပ်ကြအာဏာပိုင်လွတ်လပ်သည့်နိုင်ငံတနိုင်ငံဖြစ်တယ်လို့ပြောထားတာ။ဒါပေမဲ့စစောကလို့သူများနိုင်ငံစစ်တပ်တွေလာတက်ချမယ်။နောက်တကခွတ်ရခုနေပေးလိုက်လို့ပြိုကွဲကုန်ပြီ။နော်။တမတော်ကိုဖြိုကွဲတဲ့43ကြီးကိုဖြိုကွဲပလိုက်ပြီဆိုလို့ရှိရင်တမတော်ဒီလည်းပဲတမတော်ကတပုံပြန်ဖြစ်သွားပြီးတော့ချုပ်ကြအာဏာတွေကပျက်စီးသွားနိုင်နေဗျ။ဒါကြောင့်မို့လို့ ပုံမှ30ရယ်42ခါခွေးရယ်43ရယ်ကိုကျွန်တော်တို့မျက်စောင်းမထိုးတာကောင်းနေဗျမျက်စောင်းထိုးလိုက်ခြင်းအဖြစ်နံပါတ်1နိုင်ငံတော်စနစ်ပြောင်းမယ်နံပါတ်2နိုင်ငံတော်ဝါဒပြောင်းမယ်နံပါတ်3လွတ်လပ်ရေးဆုံးရှုံးပြီးတော့မြန်မာနိုင်ငံကြီး ပြိုကွဲပျက်စီးသွားလိမ့်မယ်ဗျဒါကြောင့်မို့လို့တမတော်ပြိုကွဲရင်တော့တေးကြတယ်နိုင်ငံပါပျက်စီးမှာတမတော်ပြိုကွဲနိုင်ငံပါပျက်စီးမှာတော့တေးကြတယ် တော့ဖြစ်နိုင်လို့ရှိရင်တော့ကျွန်တော်ဒီပုံမှန်တွေကလွတ်တော်တက်လာမဲ့ပိုးစလော်တွေအကုန်လုံးကဒီပုံမှန်တွေကိုမျက်စောင်းပိုးထုတ်တာကောင်းနေဗျာနော်ပုံမှန်43ရယ်10ရယ်40နှစ်ခါခွေးရယ်ကိုမျက်စောင်းမထုတ်တာကောင်းတယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်အဓိကပြောချင်တာကအရေးကြီးနိုင်ငံသားတွေသိရမှာကဒီပုံမှန်3ခုကိုကျတို့ကာကွယ်ဆောက်ရှောက်အောင်ပဲနော်ဒီပုံမှန်3ခုကာကွယ်ဆောက်ရှောက်ခြင်းအားဖြင့် ကျွန်တော်နိုင်ငံလေးပြိုကွဲစရာမလိုဘူးကျွန်တော်နိုင်ငံမှာအမြဲတမ်းเนาะဥစည်းဥဆောင်မဲ့သူတွေအတွက်လည်းစိတ်သက်ကြစရာမလိုဘူးဒီမိဆိုလို့ရှိရင်ခင်ဗျားကလည်းเนาะမြေသိပြမှုဆိုင်ရာဥတွေများနောက်ကျောင်းပြာအနာတက်ရောက်စရာပြတ်တော့ခွင့်မရှိစေရဆိုတော့ရှိရတဲ့အခါကျတော့ကောင်းတာပေါ့ရှေ့ရအစိုးရတစ်ဆက်ကဘာဖြစ်လဲအကောင်းဆုံးသူလှုပ်ပေးတာပဲဒါပေမဲ့ဘာဖြစ်လဲပြဿနာတစ်စုံတစ်ခုတက်ပြီအမှားကြီးကတော့ရှိမှာပဲ တော့နောက်ဆိုးရတက်တဲ့ခါကျလို့ရှိရင်နောက်ဆိုးရလည်းဘာဖြစ်လဲအဲ့ဒီရှေ့ကအဆိုးရကဓာရီကအမားလုတ်သွားပါတယ်ဆိုပြီးတော့နောက်ကျောင်းပြန်ပြီးတော့အပြစ်ပေးအေးယူတာတွေမလုတ်တာကောင်းတာပေါ့မဟုတ်ဘူးလားဒီကအဲ့ဒီအမားကိုနောက်ဆိုးရမြင်ပြီးဆိုရင်အဲ့ဒီလိုမမားအောင်ဆက်ကြိုးစားရမှာဆက်ကြိုးစားအဲ့လိုမဟုတ်ဖ ೇನೆ ဘာဖြစ်လဲ तू လဲ तू မားတဲ့အမားယူငါလက်ထက်ကြရင်ငါတရားစွဲမယ်ဆိုပြီးအဲ့လိုသွားလုပ်လို့ရှိရင်တော့ပြဿနာတက်မယ်ဗျနော်မကောင်းဘူးဘယ်သူမှသွားပြီးတော့ ဥစည်းဥဆောင်လုပ်ချင်တဲ့စိတ်မပေါ်ဘဲနဲ့ဘာဖြစ်လဲအကုန်လုံးကဟိုတာတာတလူနေတာတလူစားပြီးတော့လက်စားတာတွေအကုန်လုံးအဲ့ဒါတွေကပိုကြီးမားသွားနိုင်တယ်အခုတော့ကျွန်တော်မြန်မာနိုင်ငံဒီအုပ်ချုပ်ရေးကမှာပြဿနာတွေအဲ့ဒါတွေအဲ့ဒါပေါင်း16000တန့်နေတာဒီလိုပုံမှန်တွေပါထက်ပြီးတော့ပယ်ထုတ်လိုက်မယ်ဆိုလို့ရှိရင်သွားပြီးနိုင်ငံပို့ပြီးပျို့ကွဲပြန်စီသွားမှာအဲ့လိုလေးတွေရှိတယ်နော်ဒါကြောင့်မို့ကျွန်တော်ကအရေးကြီးသတိထားစရာဆိုပြီးတော့ အဲ topic လေးတင်ပြီးတော့ like ကလေးလွှင့်လိုက်တာဗျအဲကျွန်တော်ပြောစရာရှိရင်ပြောစရာရှိပြီဆိုတာလည်းကျွန်တော် like လွှင့်နေဗျเนาะအဲ့တော့ဟိုနားထောင်ကြည့်နေတဲ့သူကတော့တက်လာတော့တွေးလို့ရှိရင်တက်လာခဲ့ကြပေါ့ဒါလေးပါပဲเนาะပြောလို့ရပြီเนาะမေးချင်ရင်လည်းမေးလို့ရပြီလွယ်လွယ်ကူဖြေလို့ရတဲ့ပေါ်သီးပုံနဲ့ပတ်သက်ရင်တော့ကျွန်တော်လွယ်လွယ်ကူဖြေပေးမယ် topic နဲ့တိတိကျကျပြောရမယ်မေးခွန်းဆိုရင်တော့တိတိကျကျပြောပေးမယ်အခုအချိန်တွေကတဲ့အဖက်ဖက်ကမှားနေတယ်ထင်တယ်ဗျာတဲ့ မားတယ်ဆိုရင်ဘာကြောင့်မားတယ်ထင်ရတာလဲပြောပြပါလားတဲ့ဘာဘာကိုမားတာလဲအဖက်ဖက်ကမားနေနေတာအကိုအဖက်ဖက်ဆိုတာအဆုံရှိရယ်လေအမားတွေကတော့ကျုံးမြန်မာနိုင်ငံအမားတွေ ਨੇ လုံးလက်ချနိုင်လိုက်နေတာအမားတွေ ਨੇ ကခုန်နေကြတာကျွန်တော်တို့ခမားတို့လည်းအမားတွေ ਨੇ ကခုန်နေတာပဲအကုန်လုံးကအမားတွေ ਨੇ ကခုန်နေတာပုံစံကိုမကြသေးဘူးဖြစ်နေတာ ဲ့ဒီပုံစံကြဖို့တော့ကိုနော်အရေးချင်းရှိတဲ့သူတွေစိတ်သက်ကောင်းတဲ့သူတွေတကယ်လွတ်တော်မှာစုစုစည်းရောက်သွားဖို့ကျွန်တော်တို့ကြိုးစားရမှာအကုန်လုံးကတော့တိုင်ပတ်နေတာပဲအိမ်တိမ်မှာလို့ပေါ့ဗျာသားသမီးကလည်းစာမကြိုးစားကြပဲနဲ့နော်စုလို့ခြင်းနဲ့မေးဖြစ်တဲ့သူကလည်းပဲနော်ဟိုပတ်စံမရှိဘဲနဲ့ဟင်းကောင်းချက်ခြင်းနဲ့ ဖေဖြစ်တဲ့သူကလည်းပဲလောက်ကင်မကောင်းပါနဲ့ပတ်စံများများလိုချင်နေအခုတော့မှားနေကြတာအဲ့တော့အမားတန်နေရလဲတမိသားစုလိုမှားနေတယ်အဲ့တော့ဗာဒီတမိသားစုကရောင်ချာချာနဲ့သွားနေရအဲ့ဒီဘောပဲရောမြန်မာနိုင်ငံလည်းပဲနော်အဲ့ဘာမှားနေလဲအဲ့ဒီမှားတဲ့အမားလေးတွေကိုကိုကိုနဲ့တင့်တော်ရကိုရဲ့ပတ်သက်ရကဏ္ဍတွေမှာနော်ပြန်ပြီးတော့ပြင်ဆင်ရမှာဗျာ အခုချိန်နေအဖက်ဖက်ကနေမှားနေတယ်ထင်နေဗျာဘာမှားတာလဲလို့ဗျာအဲ့လိုပြောတော့ခါကျတော့ဘာမှားတာလဲမသိပဲနဲ့ဘာပြောမှာအဖက်ဖက်ကမှားတယ်ဆိုတော့အဖက်လူတိုင်းလူတိုင်းကစင်လုံးကြောပါဖက်မှမရှိတာဟင်စင်လုံးကြောပါဖက်မရှိဘူးလေလူတိုင်းလူတိုင်းကတော့အကုန်မှားနေကြတာပဲဘာမှားတာလဲ ဒီမှာအဲ့ဒီအခုကွန်မန့်ပဲပြီးတော့တခြားကွန်မန့်မပေါ်တော့ဘူးလို့ဒီကွန်မန့်တစ်ခုပဲရှိတယ်ကဲမေးစရာရှိရင်မေးပြောစရာရှိရင်ပြောပါမရှိရင်ကျွန်တော်လိုက်ချမယ်ကျွန်တော်ပြောစရာရှိတဲ့အကြောင်းကဒါလေးကိုကျွန်တော်အဓိကပြောပေးတာနော်ကျွန်တော်တည်င်းနေမနေ့ထက်ကမကြည့်ရသေးဘူးစစွာလွတ်တော်ကိုယ်စလဲတော့လုံးမဲ့အမက်လောင်းကြီးနဲ့စစွာစကားပြောနေတော့ ပို့စရမတရားသေးဘူးကဲအဲ့ဒါဆိုရင်ကျွန်တော်တရင်လေးပါလေးကြည့်လိုက်အောင်မယ်နော်ပြောမယ်လို့မရှိရင်ကျွန်တော်လိုက်ချတော့မယ်ဒီမှာဘာကုန်းမမပေါ်ဘူးနော်ကဲအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တရင်လေးနဲ့ထပ်နားထောင်လိုက်အောင်မယ်နော်အဲ့တော့ဟိုတနေ့ကကျွန်တော်ကြည့်တဲ့သတင်းထဲမှာတော့ဘာလဲဆိုရင် ကိုကန်ကိုကန်ထဲမှာတော့ तू ကကိုကန်စာတမျိုးတည်းမဟုတ်ဗမာစာပါသုံးနေပြီလို့တော့ပြောပြောစံကြားတယ်ဗျနော်အဲပြည်သူတွေတွေကပြောတာကိုကန်စာတမျိုးတည်းမဟုတ်ပဲနဲ့ဗမာစာပါဘာသာနှစ်ဘာသာနဲ့နော်အတုံးချနေပြီလို့တော့ပြောစံကြားတယ်ဒါလေးပါပဲနော်အဲသတင်းလေးလိုက်ကြည့်လိုက်အောင်မယ်မင်္ဂလာနက်နက်ခင်းလေးဖြစ်ကြပါစေနော်